အားလုံးမလာပါဘတ်စပေါ်နေဖြစ်နေကြိုးစားပါနဲ့အခုတော့ဒါဒီနေ့ညမှာတော့ကစားကြမှာကဘာလဲဆိုတော့ကျွန်တော်တို့ UFA Nation League ဒါအဆင့် A ပေါ့ဗျာအဆင့်မြေလို APC ရှိတာဒါဆိုရင်အမ A ကတော့ကျွန်တော်တို့ဒါအဆင့်မြေဆို Nation League ရဲ့အဆင့်မြေဆို League ပေါ့အဲ့ညာဒီဒီညမှာကစားမှာကတော့ Nation League ရဲ့ Quarter Final ပွဲတွေကစားကြမယ်ဒုတိယကြော့ကစားကြမယ်ဒါပေမဲ့ Nation League မှာ C ဘာညိုဘယ်တင်းနေတက်ပြီးတော့ဘယ်တင်းကဘိုးဆွဲသွားနိုင်လဲဆိုတော့ကျွန်တော် ချင်းချင်းတွေကိုဒါသုံးသက်သက်ပေးကြပါနဲ့။အားလုံးကတော့ဒီ Nation League ရဲ့ဒါဒုတိယကြော့ Premier Boxing ကတော့ Friendly နဲ့ Croatia အဲ့ကိုကြည့်ရမယ်ဆိုရင်တော့ဒါပြင်းတစ်ပေါ့ဗျာပြင်းတစ်နဲ့ Croatia ကတော့အရင် Croatia ရဲ့အင်ကွင်းမှာပြင်းတစ်ကရှုံးသွားတယ်။သူစည်းဆိုရတဲ့ကိုရှုံးသွားတယ်တော့နည်းနည်းတော့အချင်းကြီးကပြင်းတစ်ဘက်မှာတော့မဟန်ဘူးဗျ။သူတို့ဒီအနည်းဆုံး3ဂိုးရှုနိုင်မှ3ဂိုးပြည့်ရှုနိုင်မှလာလျင် Croatia ကိုနိုင်မှာဖြစ်လို့ တူစီဆိုရင်လည်း penalty သွားနိုင်ဖို့အချိန်ကြီးညတယ်ဒါပေမဲ့လည်းခရိရှားနဲ့ပြည်တဲ့မှာတော့ကျွန်တော်အနေနဲ့ခရိရှားအနေနဲ့ပြည်တဲ့ရဲ့ queen ကိုလာကစားဆိုတော့ပြည်တဲ့ရဲ့တိုက်စစ်ကိုထိနိုင်ပါမလားဆိုတော့ကျွန်တော်စောင့်ကြမယ်ကျွန်တော်ဘက်ကကြည့်မယ်ဆိုရင်တော့ဒါစီးပိုင်းရဲ့ကိုပြင်တဲ့ဖဲကျွန်တော်တို့တတ်သွားမယ်လို့ထင်နေပြနောက်ဘက်ကတော့ဂျာမနီနဲ့အီတလီဂျာမနီနဲ့အီတလီအီတလီရဲ့အင်ဝင်ကိုတွားကစားတဲ့အချိန်မှာဂျာမနီဟာရက်လက်ကောင်းခဲ့တာကိုတွေ့ရတယ် ဂျာမနီရဲ့ငွေဝယ်မှုပြိုတဲ့တိုက်စင်ငွေမှုမှုပြိုတဲ့စတိုင်နဲ့ဂျာမနီရဲ့နာကစ်မန်တို့ပေါ်ပေါ်တာကဒါအီတလီကိုတောင်းမင်းနဲ့သူတို့အိမ်ဝင်းမှာသွားပြီးခန်းစစ်ကောင်းနေဆိုလေအီတလီကိုတိုးဝမ်းဆွဲရလက်နဲ့နိုင်ခဲ့တော့ကြတော့ဒီကြိမ်သူတို့ရဲ့ဂျာမနီရဲ့အိမ်ကွင်းမှာလည်းဂျာမနီကလည်းကျွန်တော်တို့အီတလီကိုဒီနေ့ဂျာမနီကိုဂျာမနီအိမ်ဝင်းလာခိုင်းခြင်းမှာနိုင်ဖို့ဖြစ်နိုင်မှာဘူးဒါကြောင့်မို့ဂျာမနီပဲကျွန်တော်အနေနဲ့စီးပန်းတွေကိုတတ်သွားဖို့အခွင့်အရေးတွေများနေပါတယ် နောက်ဝဲကတော့ပေါ်တူဂီနဲ့ဒဲမက်ဒီဒဲမက်နဲ့ပေါ်တူဂီဟာအရင်ကျွန်တော်တို့ဒဲမက်ရဲ့အင်ကွင်းမှာတော့ဒဲမက်ကနိုင်ထားတယ်ဝိုင်လိုင်းရဲ့ကိုယ်နဲ့နိုင်ထားတယ်ဒါပေမဲ့ဒုတိယကြော့မှာကပေါ်တူဂီရဲ့အင်ကွင်းဖြစ်တော့ကြတော့ပေါ်တူဂီလိုမျိုးအတင်းကြီးစတိုင်ဂလာမာနီကအခြေအနေနောက်ကောင်းတဲ့အတင်းနေနဲ့ဒိမက်ကဒါစီနိုင်ဖို့တော့အဆင်ပြေပါဘူး။ဘာဖြစ်ပေါ်တူဂီပြပဲကျွန်တော်တော့ဒါဒိမက်ကိုနိုင်ပြီးတော့တက်သွားမယ်လို့အထင်ပါတယ်။နောက်ကတော့စပိန်နဲ့နယ်သာလန် နာလိုင်းရဲ့ကွင်းမှာ တူတူစရက်လက်ကိုပေါ်ပေါ်ခဲ့တယ်စပိန်ရဲ့ထက်မြက်တဲ့တိုက်စစ်ကိုနယ်သာလန်ဟန်တာနိုင်ခဲ့ပြီးတော့ဒါကတရားထုတ်ခံတဲ့အနေအမျိုးတော်မနဲ့စပိန်ရင်းနဲ့ချီပါကိုအနိုင်ကိုမရှိနိုင်တဲ့အနေအမျိုးဆိုတော့စပိန်အကွင်းမှာနယ်သာလန်နဲ့ပြန်ရင်ဆိုင်ရမယ်ဒီနှစ်တင်းကတော့တို့တွေဘဲတင်းမှလည်းနိုင်မထဘူးတူတူစရက်လက်ကိုထတာဆိုတော့ဒါစပိန်ကလည်းတို့အင်ဝဲအတားချက်နဲ့နယ်သာလန်ကိုတော့ကျွန်တော်တို့ကစားမှာပဲဒါပြည့်စပိန်ရဲ့ယူချမ်ပီယံစပိန်ဟာဒီကြေးမှာလည်း နယ်သာလန်ကိုကျွန်တော်အနေနဲ့လိုင်းမလို့ထင်တယ်နယ်သာလန်ဘယ်တော့ဖဲဒါထက်မြက်ပါစေစပိန်တိုက်စစ်ကိုတော့ကျွန်တော်ဒီထိနိုင်ဖို့ကတော့အခြေအနေမကောင်းပါဘူးစပိန်ကတော့ကျွန်တော်ဒီဒါစီးဖိုင်တွေကိုတက်သွားမှာဖြစ်ပါတယ်ဒီလိုစီးဖိုင်တွေမှာတွေ့ရမှာကဟိုဘက်ချမ်းကအီတလီနဲ့ဂျာမနီကတက်လာမဲ့တင်းနဲ့ဒိမန်နဲ့ဒိမန်နဲ့ပေါ်တူဂီတက်လာမဲ့တင်းကစီးဖိုင်တွေအတွေ့မှာဖြစ်လို့ဒီဘက်ချမ်းကစပိန်နဲ့နယ်သာလန်တက်လာတဲ့အလင်းနဲ့ ဒါခရိုအေးရှားနဲ့ပြင်းထန်တို့တက်လာတဲ့တင်ကစီးပိုင်မှာတွေ့မှာဆိုတော့ဒါဖြစ်နိုင်တဲ့တော့ကျွန်တော်ရွေးထားတဲ့ဖြစ်နိုင်ကြီးကတော့ဂျာလီနဲ့ပေါ်တူဂီစီးပိုင်မှာတွေ့မယ်စပိန်နဲ့ကင်တစ်ကဒါစီးပိုင်မှာတွေ့မယ်ဆိုတော့ဒါစပိန်နဲ့ပြင်းထန်လို့ဒီဟာဘူမချင်း ဟောပေါ့သူတို့ရဲ့ထိပ်သီးဒီကျွန်တော်တော့ကျွန်တော်မြင်မှမယ်ဆိုရင်တော့ဒီစပိန်နဲ့ပြင်းထန်တက်လာတဲ့တင်ကပဲ nationy flag ကိုရမယ်လို့မြင်နေပြဟောပေါ့ချမ်းကဂျာမီတို့ပေါ်တူဂီတို့ကတို့လေ အတင်းကြီးရဆိုမှာပဲဒီဘက်ကစပိန်နဲ့ပြည်သိကပိုးပြီးတော့ကျွန်တော်ရထမ်းမြက်တယ်လို့ထင်တယ်တကယ်လို့လားစပိန်ကဖိုင်ရတော့မယ်ဆိုရင်ဟိုဘက်ချမ်းကလည်းဂျာမီတက်လာမယ်ဆိုရင်တော့ဂျာမီဟာစပိန်ကိုသူတို့ရဲ့ယူဖိုင်ယူပြိုင်ပွဲကအကြွေးကိုဆက်ခွင့်ရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းစပိန်ကြီးနဲ့ပြည်သိကိုစီးပိုင်နေမှာတက်လာမယ်ဆိုရင်သူကျွန်တော်ငုံလင့်ထားတဲ့ပြည်သိကိုစီးပိုင်နေမှာတော့ဖြုတ်ချဖို့ကတော့ဂေါ်လေးကိုမလဲပါဘူးခေကျွန်တော်တင်းကြတော့ nation league ဘွဲတွေကိုကလပ်ဘွဲတွေနဲ့မရှိခင်မှာကျွန်တော်ရေ quarter final တွေကိုတော့ တို့တွေရေခုံစိတ်ကိုချသွန်နေစုခန်းစားကြရအောင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်တော့ပါပဲ